ကိုဗစ်ကပ်ရောဂါပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့မှနောက်ထပ်ကပ်ရောဂါများအတွက်သမိုင်းဝင်သဘောတူညီချက်တရက်ကိုချမှတ်လိုက်ပြီးဒါပေမဲ့အမေရိကန်ပြည်ထောင်စုကကျေးဇူးတင်ပါတယ်မပါဝင်ပါဟု ပြောလိုက်ပါတယ်။ကမ္ဘာအကြီးဆုံးအင်အားကြီးနိုင်ငံတစ်ခုမပါဝင်ဘဲဒီသဘောတူညီချက်ဘလို့အလုပ်ဖြစ်မလဲစောင့်ကြည့်ရအောင်မယ်။ သမဂ္ဂမှထုတ်ပြန်လိုက်သောထိတ်လန့်ပွဲသတိပေးချက်အရဂါဇာတွင်ငွေကင်းစကလေးငယ်14000ကျော်သည်48နာရီအတွင်းအစားအစာနှင့်ဈေးဝအလုံးလောက်မရှိမှုကြောင့်အသက်ဆုံးရှုံးနိုင်သည်ဒီနေ့အထိ အကူအညီထောက်ပံ့မှုကအစီးငါးစီးသာဂါဇာသို့ ရောက်ရှိခဲ့တဲ့လူများသည်အနက်ဘေးခံစားနေရပြီးဆေးရုံများလည်းလူနာများဖြင့် ပြည့်ကျက်နေတဲ့ဤရာသည်နိုင်ငံရေးထက် လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ်အခြေအနေတည်းရဖြစ်နေပါဗျ။ယခင်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်ဗလာဒီမာပူတင်နှင့်ယူကရိန်းစစ်ပွဲဆိုင်ရာ ဖုံးဆက်စကားပြောခဲ့တဲ့ထရန့်က တိုးတက်မှုအနည်းငယ်ရှိခဲ့သည်ဟု ဆိုတော်လဲအမှန်တကယ်စစ်ရဲဆဲရေးမရှိသေးပါဘူး။ ဒါဆိုဘာကိုဆိုလိုတာလဲထရန့်ဒီလွတ်လပ်သောငင်းချင်းရေးညှိနှိုင်းသူဖြစ်လာမလားဒါမှမဟုတ်အမေရိကန်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပြဇက်တစ်ခုလားဘလို့ပဲဖြစ်ဖြစ်ပဋိပက္ခကဆက်လက်ရှိနေစေဖြစ်သည်အမှန်တကယ်အောင်မြင်မှုမရှိသေးပါဆက်လက်ဆောင်ကြည့်ပါတရုတ်နိုင်ငံရဲ့ဘက်ထရီဘယင်ခါကဟောင်ကောင်မှာ အဖို့စတင်မိတ်ဆက်လိုက်ပြီး ပောက်ကွဲမှုကြီးဖြစ်သွားပြီးပထမနေ့မှာပဲစတော့စီ16ရာဂိုင်းနှုန်းအထိခုန်တက်သွားတယ်2025ခုနှစ်ရဲ့အကြီးကျယ်ဆုံးစတော့စီကွက်ဝင်ရောက်မှုဖြစ်ပြီးရင်းနှီးမြှုပ်နှံသူတွေကဒါကိုအယမ်းကြိုက်နေကြတယ်။ ဘာကြောင့်လဲခါတော့ကအနာဂတ်ကိုစွမ်းအားဖြည့်ပေးနေလို့ပါသူတို့ရဲ့ဘက်ထရီတွေကထစွာတွေအပါအဝင်ကားတော်တော်များများမှာတက်ဆင်သုံးဆွဲနေကြတာပါဒါကစတော့ဈေးကွက်ပြန်လဲနလန်ထူလာတဲ့အစားလားဒါမှမဟုတ်ကံကောင်းတဲ့အခွင့်အရေးတစ်ခုပဲလားတဲ့အမြင်ကိုပြောပါနော်ဒီတိန်တွင်ဗန္နာယေးဝင်ကြီးရေချယ်ရီဘစ်ကပင်လယ်ကွေ့နိုင်ငံများနှင့် ကုံတွေရေးသဘောတူညီချက်သည်ပြီးစီးရန်အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။တချိန်တည်းမှာပင်ဂျီတိန်ဗဟိုဘန်၏အရာရှိများကအတိုးနှုံးများကိုအလှည့်မြန်လျှော့ချပါကစိုးကျိုးတက်ရောက်နိုင်သည်ဟုသတိပေးနေသည်။ဒါဆိုစီးပွားရေးအကောင်းမြင်ဝါဒနှင့် စီးပွားရေးတည်ထောင်မှုတို့ထဲမှဘသူအနိုင်ရမလဲ။ ဟိုကမ္ဘာသတင်းများတဲ့တွင်ဘလိုနည်းတနည်းလဲကလေးငယ်များဤအကြက်တဲမှဘီလီယံနာများဤဒီဘွားအထိကမ္ဘာကြီးသည် အလင်းမြန်လဲပတ်နေသည်ယနေ့သတင်းများထဲမှဘယ်အကြောင်းအရာကတင့်အားအများဆုံးထိခိုက်စေသနည်းမှတ်ချက်များတွင်တင့်အတွေးများကိုမျှဝေပါနောက်ထပ်ကမ္ဘာသတင်းများအတွက် like လုပ်ရန် share လုပ်ရန်နှင့် follow လုပ်ရန်မမေ့ပါနှင့်မနှက်ပြန်သတင်းကောင်းစီများသည့်အရာအားလုံးကိုပြောင်းလဲသွားစေနိုင်သည်ဒါကြောင့်စောင့်မျှော်ကြည့်ရှုပါ